虽然虽然产品叫完成了，还有多几年，慢慢喂。啊，这这边还是。新鲜奶呀，大大小小，呃，新鲜奶呀，大大小小，慢慢两个就就完了。ตัวเล็กมาแล้วเราดูมาลาเลยครับว่าคุณลุง ကျိုးဆိုတာဟာကျွန်တော်လုံးဝမပြောလို့ဘူးကျွန်တော်ဆိုရင်ဘလို့ဆရာကမေးတယ်ပို့ပို့နေတဲ့ပို့ချစ်ချောင်းကိုသွားမယ်ဆိုတော့ကျွန်တော်ဘလို့နေရမလဲဒီပိတ်ပါလို့ပြောတော့ဆရာလည်းမသိဘူးတဲ့ကျွန်တော်လည်းဆိုတော့ဘလို့ဘလို့လို့မလဲဖိတ်ချင်တယ်အဲလို့ပြောတယ်သူကဟုတ်ပြီ ဒီတိုင်းပဲခင်ဗျာနေတယ်လို့ပဲနေလိုက်ပါလို့ကျွန်တော်ကပြောလို့ပါပဲပြောလာတဲ့ခါမှာဘုဖွားပါနဲ့အာဆိုတော့ကျွန်တော်အဲ့ဘလို့နေရမသိဘူးဆိုတော့ဒါလည်းဒါလည်းတော့ကျွန်တော်မှမှားရမိတယ်ပေါ့နော်ဒီမှာလာတဲ့ခါမှာဟိုကျွန်တော်တို့လာတော့အဲဒီမနေ့ဗလာကီမာဟိုဝစ်စတဗီစီမှာကျွန်တော်အမေရိကန်ဖတ်တော်တွေတွေ့တယ်ဖတ်တော်ကအာဖတ်တော်ကကျွန်တော်တွေ့တွေ့ထိုင်တဲ့ပုံကို ကျွန်တော်တို့တွေ့တဲ့ပြီးမှမနေ့ကဆိုတော့ကျွန်တော်ဒီဒီ legacy ဆိုရမှာရှိနေတဲ့အဲသူတို့နဲ့အနည်းကဖြစ်နေတဲ့လူချင်းတွေနဲ့တွေ့တယ်သူတို့ကလည်းအများကြီးပြောတော့တကယ်လို့ဆိုမနေ့ကဆိုတော့လားမှာမနေ့ကမှာကျွန်တော်အခုလိုဖြစ်ကျွန်တော်စစ်စစ်ထားတယ်လာပြီးမှကျွန်တော်ဒီဘာ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 ကြောက်မှလည်းအခြေကိုပေါ့နော်ကျွန်တော် ဟိုဘယ်လိုပြောမလဲဂျင်နာတလောက်ပေါ့ကျွန်တော်လည်းဟိုသမီးဘယ်လိုပြောလဲသမီးဆိုင်တော့ဘိုက်ပြည့်တဲ့ထိစားတာပေါ့အဲခုနေဒီဘက်ဒီမှာလာတော့ဘိုက်ပြည့်တဲ့ထိပြောကြမယ်ပို့ပို့လည်းကျွန်တော်ကိုမှာဆယ်လေးမြိုက်ရှိမယ်ကျွန်တော်တို့ကလည်းပြောဆယ်လေးကျွန်တော်ပြောတဲ့စကားလေးကိုလည်းကျွန်တော်ခေါ်အပြည့်ရမယ်အဲ့လိုကျွန်တော်ကစဉ်းစားထားတာညမဲ့ဒီအဲဘောစတဒီစီမာဆိုတော့ဆိုရဖက်ကနဲ့တော်တော်ဖက်ကနဲ့ တွေ့ရမဲ့စီးဝေးတွေလည်းများလာတဲ့ခါကျတော့အဲဒါဆိုကျွန်တော်က more more လဲဘယ်လိုပြောမလဲအဲကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့ကျွန်တော်ရဲ့စိတ်ကခွဲသွားတယ်လို့ကျွန်တော်ခါဆတာပေါ့နော်ဒီနေ့လည်းရှိလာတာနဲ့သူနဲ့သူထိုင်နေကျွန်တော်သူ့ကိုနဲ့နဲ့စကားပြောမှပြမတော့မှဆိုတော့ခဏလေးထားလိုက်ပါအေးလိုက်ဥမယ်လို့ပြောတယ်ကျွန်တော်ကဘယ်လိုခေါ်အလေးပြုတယ်လို့ပေါ့အဲ့ဒါချေချေပြပြမှကျွန်တော် အဲ့လိုနဲ့ပြန်ပြန်ထုတ်လာတယ်ဆိုတော့ဘာပဲပြောပြောချင်တာဒီနေ့ဒီနေရာမှာရောက်တဲ့အခါမှာခုလိုဖို့ဖို့နဲ့အတူဒီမှာရှိတဲ့ကျွန်တော် community နဲ့အဲတွေးခွေရတာဟာကျွန်တော်အနေနဲ့လည်းဒါမမေ့နိုင်တဲ့ဟိုမမေ့နိုင်တဲ့ moment တော့ဖြစ်တယ်အဲပြမဆိုတော့ဒီအဲလိုလာတဲ့အခါမှာပေါ့နော်ဒီဒီတော့ဟာကြီးလို့ပြောတဲ့အခါမှာတော့ဟာကြီးလို့ပြောပြင်မဲ့လည်းခုက ဆုံးတဲ့အကောက်ကြားမှာကျွန်တော်ရည်ဆိုင်နေရတဲ့ပြည်သူတစ်ခုလို့ပေါ့နော်ဆိုတော့အဖိုးကြီးတို့ကတည်းကအခုလို့ဒီအဆုံးတဲ့အကောက်ကြားမှာကျွန်တော်တော့မြန်မာပြည်ကိုအခိုးလို့ကကောင်းအောင်အဲပြီးမှကျွန်တော်တွားတဲ့အခါမှာဖိုးကြီးဒီကိုတိုင်ကအခုလို့ကျွန်တော်ကိုအာခေါ်ဆောင်ပေးပြီးမှအဲတွားတယ်ဆိုတဲ့ဟာလဲကျွန်တော်ဒါဒါကိုတိုင်က ဒီတော့ငါတွေဟာအောင်မီကိုအောင်မီမယ်ဆိုတဲ့တက်တက်ထောက်ထားလို့ဆိုတော့တော့ဖြစ်ပါတယ်အဲ့လိုဆိုတော့မြန်မာနိုင်ငံမှာတခုလုံးကိုကြည့်မယ်ဆိုတော့အာဖိုးစီတီကဟိုဘယ်လိုပြောမလဲ the most reverend လို့ပြောမလား the most uh more of more authority ကတူမှာရှိနေတယ်ဆိုတော့အစိုးရအကောင့်ကိုခွဲတော့မယ်ဆိုတော့လူထုဆိုတာထက်ကခုနလိုဒီဖိုးကြီးဒီကိုတိုင်က စိတ်ကိုချစ်တဲ့မှာတွားတယ်ဆိုတာကဒါဘယ်လိုပြောမလဲကောင်းတယ်ဆိုတဲ့ဒါဟာဒီဥစားကဘယ်လိုပြောမလဲအဆိုးနဲ့အကောင်းလို့ပြောတဲ့အခါမှာအဲ့ဒါကအလိရောက်ကိုပြပြတဲ့အခါကျတော့ကျွန်တော်အားလုံးကလည်းဒါအားရှိပါတယ်ဆိုတော့ဒီနေ့ဒီဥစားမှာရောက်လာတဲ့အခါမှာအဲကျွန်တော်လို့ခုလိုပေါ့အားဒီကျွန်တော်မထိုင်မသာပဲနဲ့ခုပုဂ္ဂိုလ်တိုင်ကကျွန်တော်ကိုအဲ့ခါလဲပါပေးတယ်ဆိုတာ ဒါတရားလောကကျွန်တော်အဲစကားနဲ့ဆိုပြီးတော့အကောင့်ကြည့်မင်္ဂလာပေါ့နော်ဒါကောင့်ကြည့်မင်္ဂလာရှိတယ်မင်္ဂလာရှိတဲ့တွေးဆိုချစ်ဖြစ်တယ်မင်္ဂလာနဲ့ပြည့်တဲ့တွေးဆိုရှိတဲ့ဖြစ်တယ်တွေးဆိုချစ်ဆိုတာကတော့ဘလောက်ပဲတေးတေးဘလောက်ပဲချစ်ချစ်အဲ USA ပေါ်မှာမဟုတ်ပဲနဲ့မင်္ဂလာရှိတဲ့ပေါ်မှာပို့ပြီးတော့မူတည်တာကိုကျွန်တော်ကတော့အဲ့လိုနားလည်တယ်ဆိုတော့ဒီနေ့ကတကယ်မင်္ဂလာရှိတဲ့အခါတမယအခုဖြစ်တယ် ဆိုတော့အားလုံးကိုလည်းသူ့ပဲချစ်သူတင်တဲ့ကျွန်တော်အမေရိကကိုရောက်ရချစ်ချောင်းကြီးကိုလည်းပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီအမေရိကမှာခုအားလုံးပြီးထားတဲ့အတိုင်းပဲအစိုးရကပြောင်းလဲသွားတယ်ခုအစိုးရပြောင်းလဲသွားတယ်အစိုးရတည်တက်လာတဲ့အချိန်မှလည်းကျွန်တော်တို့အနေနဲ့အဲသူတို့နဲ့ကိုလို့ဖို့လို့လာတာပေါ့မြန်မာနိုင်ငံကိုချစ်မယ်ဆိုရင်ခုကတရုတ်ရဲ့ဆိုရှယ်မှုကလည်းပို့ပြီးတော့ Twitter Twitter ရှိလာတယ်ဒီမှာရုရှား ရဲ့အဆုဆောင်မှုကလည်းထိတာမိတာဖြစ်လာတဲ့အခါမှာကဘာရဲ့အရာကြီးနိုင်ငံတွေကြားမှာမြန်မာနိုင်ငံဟာလည်းအခုနောက်လို့အာသူတို့ဘယ်လိုပြောမလဲမြန်မာနိုင်ငံကိုသူတို့မြို့မြို့ချလို့ရတဲ့နိုင်ငံဖြစ်တယ်ဆိုတော့အမြို့ချမခံဖို့ကလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာတာဝန်ရှိတာပေါ့နော်ဆိုတော့အခုနောက်ဟိုဒီနာအမေရိကပြည်ထောင်စုလို့ကဘာအရာကြီးနိုင်ငံတစ်ခုဖြစ်တဲ့ နိုင်ငံမှာသူတို့နဲ့ကိုကျွန်တော်ကဘယ်လိုလဲမဟာဗျူဟာမြောက်တဲ့ဟိုဆက်ဆံရေးနေကျွန်တော်မတည်ဆောက်နိုင်ဘူးဆိုပြီးတော့ဒါမြန်မာနိုင်ငံအတွက်အဲဘယ်လိုပြောမလဲမြန်မာနိုင်ငံအချို့ရှိဘွားကအမြဲဆွတ်သွားနိုင်တယ်အခုကြည့်မယ်ဆိုမြန်မာနိုင်ငံကကဘာမှာအခြားတာဆုံးနိုင်ငံလည်းတကယ်ဆိုရင်ဒါဒါအဖြစ်မှာပဲဒါပေမဲ့ဘယ်လိုဘာဖြစ်လို့မြန်မာနိုင်ငံမှာခြားတာဆိုရမှုကိုမြန်မာပြည်သူတွေကဒီနေ့အထိမခံစားသိတာလဲဆိုတာပါတယ် အဖြစ်အလို့တိပိတာဖြစ်တယ်ဒီအနာစီဒီကဒီမြန်မာနိုင်ငံမှာခြားတာပြောမှုတွေကိုသူတို့ကတရုတ်ကိုပေးတယ်တရုတ်ကလက်နက်ကိုပြပေးတယ်ဘာမှမပြောလက်နက်ပေးတယ်လက်နက်နဲ့ပြည်သူကိုပြတာစစ်စစ်လေးပဲသူတို့တူပဲသူတို့ခီးစီကိုချိမဲ့ဆိုရင်သူတို့ကရုရှားကိုသူတို့မြန်မာနိုင်ငံခြားတာပြောမှုကိုပေးတယ်ရောက်တယ်ရုရှားကသူတို့ကိုပါပေးတယ်ချက်လေးစီလေးပေးတယ်အဲ့ဒီစီလေးနဲ့ကိုကျွန်တော်ကိုပါလဲပြတ်သားတယ်ဆိုတော့ ကျွန်တော်ကတခါစစ်စားနေဒီဒီဥစားတွေကမတရားတာကဘာမှမရှိတော့ဘူးလို့ကျွန်တော်ကတုတ်တာနော်ဥပမာဆိုဆိုပါဆိုကျွန်တော်မှာခြားတာကြွေးဖို့ကဒီအိမ်မှာရှိတယ်တမိရှိတယ်ကိုတမိကိုကိုကနော်တခြားနေရာကို ရောက်ပြီးမှအဲ့ဒီရတဲ့သူတို့ကပတ်စာတော့ပြမပေးဘူးအဲ့ဒီအဲ့ဒီပြပေးတာလက်လက်ကိုပြပေးမယ်အဲ့လက်လက်နဲ့ကိုကိုကလေးကိုကိုကိုတားတမိတွေကို ြန်ကျွန်တော်ပြတ်တယ်ဆိုတော့အဲ့အဲ့အဲ့လောက်ဆိုးတာကကျွန်တော်ကတော့ကဘာမှာမရှိတော့ဘူးလို့ထင်တယ်တကယ်လို့များအဲ့ဒါကိုကျွန်တော်ပြောင်းပြန်လုပ်လိုက်မြန်မာနိုင်ငံကဟိုစင်ကာပူကိုကျော်သွားတယ်ဆိုတာဟာမကျော်သွားတာတိတ်တာမဟုတ်ဘူးကျော်သွားပြီးသားဖြစ်နေတော့တမိုင်းပါလေကျော်သွားပြီးသားဖြစ်နေဆိုတော့ဒါတွေအားလုံးကိုစတဲ့အခါမှာဟိုမြန်မာနိုင်ငံမှာရှိတဲ့အငယ်ဆုံးကနေပြီးမှအကြီးဆုံးအထိဒါတော့ဟိုလက်ခံနိုင်စရာတော့မရှိဘူးပေါ့ မနက်အခုကကျွန်တော်ကဆရာမတကယ်ဆိုကျွန်တော်ကငယ်ဖြာယောဂအကြောင်းတွေဝါရှုပ်ဝါပြအကြောင်းတွေကျွန်တော်တော့မှာစေကူတယ်ဒါအဲ့ရကျွန်တော်လည်းအဲ့ဒါကြောင့်ဆရာဘောဖြစ်လာတာအခုကကျွန်တော်နိုင်ငံရေးမှာပါလာတာဆိုတာလည်းလိုအပ်ချက်ရဖြစ်တာပေါ့နော်ကျွန်တော်ကဒါကဟိုမှာဖို့ဖို့ဆိုရဲတူကဖို့ဖို့ဖို့ကြောင်းမှာကြောက်ထိုင်ပြီးမှအဲတူကဖို့ကြီးတပအနေနဲ့အဲ့ဒါကိုစစ်စားတဲ့အခါကိုတူလည်းစိတ်နာပါပဲကျွန်တော်လည်းအရာဆရာဘောတယောက်အနေနဲ့ဒါကိုကြည့်တဲ့အခါမှာအော် ဆွဲမှကျွန်တော်စိတ်နာတယ်။အဲဆိုတော့ပြောချင်တာကျွန်တော်တို့ဒီအမေရိကန်ပြည်ထောင်စုမှာရောက်လာတဲ့အခါမှာဒါဒီအလုပ်ကိုကျွန်တော်ဟာဆွေးရတယ်နဲ့ဆွေးနေတယ်။နော်ဒီမှာစီးရတာကိုစီးတူနေကိုကျွန်တော်ပြောရတယ်။ဒါဆိုရင်လည်းမြန်မာနိုင်ငံအချို့စီးပွားနဲ့ဟိုတခြားကမ္ဘာနိုင်ငံအချို့စီးပွားတွေကိုလည်းကျွန်တော်ဟာမြန်မာနိုင်ငံအချို့စီးပွားလို့ပြောတဲ့အခါမှာခုနလိုမြန်မာနိုင်ငံရဲ့ချက်တာကြွေရောက်မှုကိုတခြားနိုင်ငံကိုရောက်ပြီးမှ ရတဲ့ဥစ္စာနဲ့ကိုပိုက်ဆံတဲ့တော်မမရဘူးဒါပါလဲခုနလိုလက်နဲ့နဲ့ပြပေးတယ်ဆိုတော့အခုစဉ်းစားကြည့်ပေါ့ဒီရုရှားကပေးနေတဲ့လေတစ်စစ်ကောဒေါ်လာတားရာနဲ့ချင်တယ်နော်မီလီယံနဲ့ဆိုတော့ဆိုပါဆိုလေတစ်စစ်ကတို့က200နဲ့ဝယ်တယ်တော့မီလီယံ200နဲ့ဝယ်နော်ဒါဆိုရင်လည်းအဲ့ဒီမီလီယံ200ကိုစာတီကျောက်ဆောက်လိုက်ရင်စာတီကျောက်ကနော်1000လောက်ထွက်နိုင်တယ် ်စစ်စာကြည့်ပေါ့ဟုတ်တယ်အဲ့ဒါကိုစစ်စာကြည့်အဲ့တော့ခုကိုစစ်ဆန်ကြည့်လိုက်တို့တို့ဥမာချစ်ပြီနေမှာဘိုးလာချဲ့တယ်တချို့ဘိုးလာဟိုကီလိုဂရမ်အဖြစ်ရထောင်နဲ့ကျော်ရှိတယ်အဲ့ဒီဘိုးတစ်ခုကိုကျွန်တော်ချစ်ပြီနေမှာတလုံးလာချဲ့ဖို့ကဒေါ်လာတသိန်းလောက်ကုန်တယ်လို့ကျွန်တော်ကခမချေရတွက်လိုက်အဲ့ဒေါ်လာတသိန်းကိုကဥမာစာတီကျောင်းနေဆေးယူဆေးခန်းနေလာနေဖောက်လိုက်ဘလောက်ဒီမှာပြည်သူလူထုကဘလောက်အချို့ရှိမလား မဟုတ်ပဲနဲ့အဲ့ဒါကြီးနဲ့ကိုကျွန်တော်ကိုပြတ်သားနဲ့ဖျက်ဆီးတယ်။ဘုရားเจ้าကိုဖျက်ဆီးတယ်။စာတိเจ้าကိုဖျက်ဆီးတယ်။เนาะကျွန်တော်လူနေကိုဖျက်ဆီးတယ်။အခုဆိုရင်တော့ဘုရားเจ้าစာတိเจ้าဆေးကိုစိတ်ခါကိုတော့တေးကြောတို့ကဖျက်ဆီးတယ်။ဘယ်တော့လူကိုလဲဆိုခုနတားနဲ့ဆိုရင်တော့လေးတားနေပါကဟိုအိုမဲ့အိမ်မဲ့ဖြစ်သွားတယ်။ကိုအိမ်မှာကိုကအိုမဲ့အိမ်မဲ့ဖြစ်တာတော့ဆိုတာမရှိတော့ဘူးလေ။ကိုယူရမှာကိုကကိုကအိမ်မဲ့အိမ်မဲ့ဖြစ်သွားတယ်။ဘလုံးနဲ့ဖြစ်မှာလဲ။ဆိုအဲ့တော့ဒီဆိုးတယ်ဆိုတာကဘာမှာ ဟိုကိုတယောက်ခက်ကိုအိမ်မှာဆွနေတာကတော့ထားလိုက်ပါတော့